မိဘကိုငွေကြေးသာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုယ်ကျမပြုစုဘူးဆိုရင်ကိုယေရှုဆရာရောက်ပါသလားရသော်ဘုရားကယေရှုဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးတော့မိဘကကိုယ်ကိုယေရှုပြုတာသုံးချက်ရှိတယ်သာသမီတွေပေါ်မှာမိဘယေရှုပြုအပါဒကသာသမီကိုဆောင်းလျှောက်ခဲ့တယ်ဆောင်းလျှောက်တယ်ဆိုတာလူလမ်းမြောက်လာသည်ထီအောင်ဆောင်းလျှောက်ပြီ နမို့ပိုက်ပုံးနဲ့ထည့်လိုက်ရင်ဘယ်လိုလုပ်အမိုက်ပုံးနဲ့ထည့်လိုက်ရင်ဆောက်ရှောက်တာမဟုတ်တော့ဘူးလေအဲ့တော့မိဘကသားသမီးကိုဆောက်ရှောက်ခဲ့တယ်ကြွေးခဲ့တယ်နောက်တစ်ခုကတော့ဣမတ္တလောကတ္တဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်အခုခေတ်ကလာခွင့်မပြုဘူးလေတချို့ဟာလာခွင့်မပြုဘူးမလာခဲနဲ့ဆိုပြီးတော့လှုပ်တာတွေရှိတယ်အဲ့တော့မိဘကသားသမီးပေါ်မှာကျေးဇူးရှိတာ အရေးကြီးဆုံးကဘာတော့ဆိုလာခွင့်ပြုတာဒီပင်လင်းဂျေစုပဲနော်ကိုယ့်ကိုလူလောကရဲကိုကမိဖကိုအမိပြုပြီးမှလူလောကရဲရောက်နိုင်တာကိုအဲ့တော့လူလောကရဲလာခွင့်ပြုလိုက်တာကမိဖရဲ့ဂျေစုပဲအဲ့ဒီမိဖရဲ့ဂျေစုကိုကိုကပြန်ဆတ်လို့ရတာမိဖကိုကြွေးခဲ့လို့ကိုပြန်ကြွေးတယ်မိဖကိုဆောင်းဆောင်ခဲ့လို့ဆောင်းဆောင်တယ်အဲ့ဓာရီအတွက်ကဂျေစုဂျေနိုင်တော့လဲ လူလောကကြီးကိုလာခွင့်ပြုတဲ့ဂျေဇုကတော့ဘယ်လိုဆက်လို့မမရဘူးအဲ့တော့ခြေအောင်ဂျေဇုဆက်တဲ့နေရာတော့ဘာလို့ဆိုရင်ဓမ္မနဲ့ဂျေဇုဆက်ရင်ခြေတယ်ဓမ္မနဲ့ဂျေဇုဆက်တယ်ဆိုတာတရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်နော်အလှူတန်းမလှူတတ်တဲ့မိဘလှူအောင်သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နေနဲ့ဆိုလို့ရှိရင်တော့ ကျေးဇူးကြည်တယ်လို့ပြဆောပြားဒီလိုဟောတာတယ်เนาะအဲ့ဒီနေ့တိုင်းဆက်ဖို့ဒါအတော့ကြည်ပါ